ရန်ကိုဆော့ပြတ်တက်နေတဲ့ power band တစ်ခုနဲ့ကျွန်တော်လာပြီးမိတ်ဆက်ပေးမှာဖြစ်ပါတယ်။ဘာဖြစ်လို့ရန်ကိုမှလို့ဆော့ပြတ်တက်နေတဲ့ power band လဲဆိုတော့ကျွန်တော်လက်ထက်မှာ3လတာ3နှစ်နီးပါးဖြစ်နေပြီ။ဘာဖြစ်လို့3နှစ်နီးပါးကျွန်တော်လက်ထက်မှာအခုချိန်ဒီရှိနေရတာလဲဆိုတော့ဒီ power band A loop 29ကရည်သွေးပြီးဝပြီး3000 mAh အပီး ပါဝင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဘယ်ချိန်မှဘလူဘန်း33တခါတွင်းထားလို့ရှိရင်ကြိတ်ပေါင်းများစွာတုံးလို့ရပါတယ်။ဒါကြောင့်မလို့ကျွန်တော်အခုချိန်မှလာပြီး review လည်းလုပ်ပေးတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တခြား brand တွေကကြတော့ဝယ်ပြီးလို့ရှိရင်တခါပဲတုံးလို့ရတယ်တော်တော်များများပေါ့နော်။ခုဒီ Elof 29ကကြတော့တခါတွင်းထားလို့ရှိရင်3ခ4ခတွင်းလို့ရပါတယ်။ပြီးတော့တခါတွင်းထားလို့ရှိရင်ကျွန်တော်ကျွန်တော်မှဆိုရင်ဒီဟာဒီတပတ်လောက်ကျွန်တော်အောင်မတွင်းထားပဲကျွန်တော်တားရတယ်။ဟိုနေ့ကကျွန်တော်အမ မှာမီးတည်လို့ဆိုပြီးတော့ဒီ power bank ကိုထောက်တော့တဲ့ချိန်မှာပြန်တော့လို့ရတယ်အအပြည့်ရှိနေသေးတယ်ဒါကြောင့်မလို့ဒီ power မြည်သွေးပြွားတဲ့ power bank ကိုတုတ်ချေလို့ရှိရင် eloof 29 1000 mAh ဝယ်တော့လိုက်ပါနော်ရှင်းအောင်ထပ်မှာရှိပါတယ်အားလုံးအဆင်ပြေကြပါစေဗျာ